ိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ပနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအိတ်ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့ နော်မအားကြပါနဲ့ဟုတ်လားဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင့်တိုင်းကြီးကလိန်နေလိန်နေလိန်နေဆိုရဲလိန်ကြီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီအမှတ်လည်းမရှိဘူးအဲ့ဒီလိန်ကြီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာပဲ အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့အတိုင်းဟာတက္ကနစ်အစ်စ်တင်နေဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တင်နေပဲပြကျင်လာလေတိအောင်တော့တခုတော့ပြောပြရမယ်အေသင်ကိုတဲ့နာမည်ကလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်တိထားဖို့ကကဘာပေါ်မှာနာမည်တူတော်မရှိဘူးဘယ်သူမှမလုပ်တဲ့လောက်ကငါလောက်တာ 你那路烧生的么？老奶奶老公啊，老的。怎么呢？表叔在底下，留得住啊？怎么我蒙嘛没？怎么表皮他？他妹妹，哎，蒙哪里哟？给用我擦一片呢？么这块呢？表哪里？娘刚生出来表了吧？喏，知道？怎么转？砖，地上哪里没表嘞？怎么个？爸爸妈妈撇步，地上哪里表嘞？表人扒皮来说，怎么露蒙面了不？喏，蒙面就洗了不？地上哪里没表人？怎么扒皮来说？爸爸妈妈撇步，喏，表人怎么不得我扒皮来说？爸爸妈妈撇步，喏，把砖妈洗他妹妹，怎么是看我拿头来压的？就离开了，就洗他们，哎呦。 蒙眼蒙蒙淡淡的，牙打里人一对，牙打里人一对，牙打里人比伢细，牙打里人，不咯、嗯？我全打收了，明白？今年你别了嘛？那时候你和牙打里别他们咯？ အားလုံးပဲမင်္ဂလာပါခင်ဗျာဒီရက်ပိုင်းဆိုရှယ်မီဒီယာကိုလှုပ်ခတ်စေခဲ့တဲ့လုပ်ငန်းရှင်အုပ်ရဲ့အပြန်အလှန်စကားစစ်ထိုးပွဲဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိသွားပြီဖြစ်ပါတယ်တစ်ဖက်မှာတော့လုပ်ငန်းရှင်မအေတင်ကူကသူမရဲ့နာမည်ကိုငွေထပ်ပူပြီးတံမိုးထားကြောင်းပြပြတတကြွေးကြော်ခဲ့ပါတယ်နှက်ခန်းနီဝဲသူ6 900အတွက်တိုက်ဆောက်လို့ရေးဟာစေတနာနဲ့စနစ်တကျဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်ဖြစ်ကြောင်းလက်ရှိမှာဝယ်သူ4000ကျော်ရဲ့လိပ်စာတွေအတည်ပြုပြီးဖြစ်ကြောင်းခိုင်မာတဲ့အချက်လက်တွေနဲ့ခြေပါခဲ့ပါတယ်။အပြင်လူတွေရဲ့ဝေဖန်မှုကြောင့်အခုမှအလုဆက်လုပ်တာမဟုတ်ကြောင်းကိုလည်းအခိုင်အမာရှင်းလင်းခဲ့ပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့စိန်ဆိုင်ပိုင်ရှင်ဒေါ်အမွန်တင်းကပြည်သူတွေကိုစုမဲနဲ့ပစ္စည်းရောင်းတဲ့စနစ်တွေမလုံမိဖို့ပြင်းပြင်းထန်ထန်တတိပေးခဲ့ပါတယ်။သူမကိုယ်တိုင်စုမဲအလိန်ခံရမှုနဲ့ပတ်သက်ပြီးရှေ့နေခတိန်တရား80အဆုံးခံကတရားစွဲခဲ့ရတဲ့အတိတ်ကစိန်ခုံမှုတွေကိုမျှဝေခဲ့ပါတယ်။အဓိကအချိုးကွေ့ရခင်ကနမည်တက်မပြောရဲသူကိုပြန်မပြောဘူးလို့ညှင်းဆိုခဲ့တဲ့အေတင်ကိုဟာအခုခါမှာတော့ဒေါ်အမွန်တင်းကို နမည်တက်ပြီးဒိုက်ရိုက်ရုပ်တံတတိပေးချက်ကိုထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။အီတင်ကိုနဲ့ဒေါ်အယ်မွန်တင်းတို့၏ဒိုက်ရိုက်စင်ခုံမှုအဆင့်သို့ရောက်ရှိသွားသောဤအငင်းပွားမှု၏အပြည့်စုံကိုပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။မင်္ဂလာပါရှင်။ဒေါ်အယ်မွန်တင်းလားဟလား။နမည်ကဟုတ်မယ်ထင်တယ်။မင်္ဂလာပါအမကြီး။အမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူး။စီးပွားရေးပတ်သက်မှုလည်းမရှိဘူး။ နည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအော်ပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကို အမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ جماعه ကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့ နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးเนาะအမရည်ရွယ်ချက်ရှိရှိနဲ့เนาะထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ပေါ့เนาะလုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်တော့တက်မပြောတာဘယ်သူကိုပြောလဲဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာเนาะအမ ်ပထမတစ်ကြိမ်တော့ပထမတစ်ကြိမ်အမအဲကျမကိုအမပြောတာဆို30ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့30ရှိအမပြောသွားတာပထမတစ်ကြိမ်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ကြိမ်မှာလည်းเนาะအမကိုအမကတော့ရက်ွက်တရအစစ်မဟုတ်ဘူးเนาะအဲကျမတို့လိုရက်ွက်တရအစစ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်းတင်ပြီးပြောသွားတယ်အဲအခုတတိယတစ်ချိန်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ် ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထည့်တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲဘောနော်လူတစ်ဖက်သားဟုံဘောနော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမကြောင်းလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမပါတွေအကျိုးထူးသွားလေ နော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ဘူးပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမ online ကနေတရားဝင်အတိပေးတာပါရှင်အမ online မှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင် online ကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစူပေါ့နော်အမကျမနဲ့ကျမနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုထည့်မပြောပါနဲ့အမ အမအောင်အတိပေးတာနော်တတိပေးတာမဟုတ်ဘူးပြောပြတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စင်စဉ်းစားနိုင်မှာပါကျွန်တော်ပြောတဲ့စကားကိုစစ်စစ်တင်ပါတယ်အမပုံမှာဆိုတာအာဘလို့ပုံစံဒီမျိုးမှာ ရှုပ်ထွေးချရလဲဆိုတော့ကိုယ်တမိုင်းကို မရေကိုယ်အကြောင်းကို မပြောတဲ့ဒုတိယချောင်း ရှုပ်ထွေးချတာကိုယ်တမိုင်းကိုရေကိုယ်အကြောင်းကိုပြောရင်တော့ဘာမှရှုပ်ထွေးစရာမရှိဘူးပေါ့လေနော်အဲ့တော့တတိပေး တတိပေးချင်တာပေါ့เนาะသူများရဲ့စိန်တွေသူများရဲ့ရွှေတွေသူများရဲ့ယေတနာပစ္စည်းတွေကိုလိုက်လွင့်ရောင်းပြီးတော့အာပေါင်းအာရင်တန်တန်နဲ့ငါသားလေးရင်အတိငါသားလေးရင်အတက်ငါသားလေးရင်ပညာရှိငါသားလေးရင်ပေါ့နော်ငွေချမ်းသာဆိုတဲ့မိမ့်မဒီနေရာနေပြီးတော့မှနောက်ဆုံးနေ့အောင်ငါတတိပေးထားမယ်နော် ငါ online မှာဘယ်သူနဲ့မှပြဿနာမဖြစ်ချင်တော့အဲ့တော့ငါဒီအဓိကကနင့်လို့လူတကာကိုလိုက်ပြောတတ်တဲ့ပါစပ်အာချောင်းနဲ့မိမနဲ့ပိုးပြီးငါတူပြိုင်ပြီးမဖြစ်ချင်ဘူးအဲ့တော့ငါနဲ့ကင်းအောင်နေပါငါနဲ့ရှင်းအောင်နေပါ ကိုသမိုင်းကိုရေးပါကိုအချောင်းကိုပြောပါတတိပေးတာပါเนาะဒါမဲ့တဲ့ကတတိပေးတာเนาะ ဒီလိုတတိပေးပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့အိရှိတီလိုက်လာပြီးတော့ဒီ post ကဘဒုကိုတင်တာလဲလို့ရက်ွက်လူကြီးကနေတဆင်လာမေးမှာနော်ငါဆိုတဲ့မိမပြောရင်တကယ်ပြောတဲ့အတိုင်းလုပ်တာဆိုတာသိတယ်နော်အဲ့တော့ငါပွဲလည်းမဖြစ်ချင်ဘူးဘယ်သူနဲ့မှငါဘယ်သူမှပွဲရှာနေရလည်းမဟုတ်ဘူးနှစ်ကြိမ်ရှိသွားပြီနှစ်ကြိမ်ပထမတစ်ကြိမ်အဲ၃ကြိမ်ပေါ့ဒါက၃ကြိမ်မြောက်ဒါဟာ၃ကြိမ်မြောက်နှစ်ကြိမ်မဟုတ်ဒါက၃ကြိမ်မြောက်ပထမတစ်ကြိမ်တော့ကလည်း နော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုပါနော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုဒုတိယအကြိမ်မှာနဲဟိုဟိုရက်ပိုင်းလုံးကကိစ္စတွေဟိုရက်ပိုင်းလေးရမှာဖြစ်သွားတဲ့ကိစ္စတွေမှာဘာစကားပြောသွားတာလဲဆိုရက်ွက်ထဲကမိမ့်မတွေဖြစ်တဲ့ကိစ္စကိုကျမဝင်ပြောเสียမလို့ဘူး ကျမကတော့ဘယ်အစ်စ်တွေမှာဝင်ပြောတာဆိုပြီးတော့မှငါတို့ရက်ွက်ထဲကအစ်စ်ဆိုပြီးတော့ငါတို့ကရက်ွက်ထဲမှာပဲနေတာမှန်တယ်ဒါပေမဲ့နေ့လို့အပေါင်းအရင်တန်တန်နဲ့တိုင်းသည့်ပြည်သည့်ငါအသည့်ငါအတန်ငါမပြောဘူးနော်ငါတို့ရက်ွက်ထဲမှာပဲနော်ငါတို့မန်လေးကတော့ရက်ွက်တင်နေပဲနော်ငါတို့မန်လေးမြို့ကြီးကနော်ရက်ွက်ဘလောက်နေမြေဘလောက်ဒါမျိုးနဲ့နေကြတာနော်ဒါမျိုးဒါမျိုး ငါတို့ရဲ့မြို့တော်ကြီးကဒီလိုတိဆောက်ထားတာငါတို့တော့ရွက်ွက်ထဲမှာပဲနေတာဒါပေမဲ့နေ့လို့ဆောက်ရှက်မရှိတော့ငါတို့ကဘသူ့အကြောင်းမှငါတို့လိုက်မပြောဘူးငါအတိတ်ငါအတန်ငါဆရာမကြီးဆိုပြီးငါဘယ်တော့မှမပြောဘူးเนาะအခုလဲအာထပ်ပြီးတော့ပေါ့เนาะအာအဲပါလေ list ကျွန်တော်တို့ list တွေနဲ့ပတ်သက်ပြီးတော့ကျွန်မကဒီတိမ်ပေါင်းတောင်းနဲ့ခြီတဲ့ အင်းကိုကျမကကျမရဲ့ကုမ္ပဏီကနေပြီးတော့ list ထည့်ပေးတာအ list ရောင်းချတာ ਨੇ ပတ်သက်ပြီးတော့ကျမကန်ဆယ်မဲ့ထည့်ပေးတာကိုအာကျမဟိုဒါပြောသွားတယ်ပေါ့နော်ပြောသွားတယ်လို့တော့ယူဆလို့ပေါ့နော်ယူဆလို့ပေါ့နော်အဲ့တော့အဲပြုတ်ပြကျင်လာလေတိအောင်တော့တခုတော့ပြုတ်ပြရမယ်အင်းတင်ကိုတဲ့နာမည်ကလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်တိထားဖို့ကကဘာပေါ်မှာနာမည်တူတော်မရှိဘူး ဘယ်သူမှမလုပ်တဲ့လောက်ကိုငါလုပ်တာနေလို့တော့စောက်ဆင်းနဲ့မလုပ်နိုင်တဲ့လောက်ကိုငါလုပ်တာရှင်းနေနော်ပြောရင်အတင်ကွာပွဲရှာတယ်ဖြစ်မှာအတင်ကွာပွဲမရှာဘူးအတင်ကွာပွဲမရှာဘူးအတင်ကွာအတင်ကိုအလုပ်အတင်ကိုလုပ်တာအတင်ကိုအလုပ်အတင်ကိုလုပ်ပြီးတော့အတင်ကိုတမန်အတင်ကိုရေးတာအဲ့တော့နေကသူများပစ္စည်းကိုရောင်းပေးပြီးတော့မှ နင်ကနင့်နာမည်ကိုယူပြီးတော့မှနင်အာမမခံပေးနိုင်ဘူးနော်နင်ရောင်းတဲ့ရွှေတွေနင်ရောင်းတဲ့စိန်တွေနင်ရောင်းတဲ့ရွှေနင်ရောင်းတာ73ပဲရေလို့ပြောပြီးမှနင်ရောင်းတာနော်နင်ရဲ့ရွှေတွေငါလက်ထဲမှာရောက်တာနင်ရောင်းပေးခဲ့တဲ့စိုင်းတွေရဲ့ရွှေတွေငါလက်ထဲမှာတချို့တဝက်ရောက်နေပြီငါမပြည့်စုံသေးလို့ငါဘာမှမလုပ်သေးဘူး73ပဲမပြည့်လို့ကတော့နင့်မှာတာဝန်ရှိတယ် နေ့မှာတာဝန်ရှိတယ်။တွဲပါတော့အဲ့ချိန်ကျရင်ကော့နေအောင်ခံဖို့နေပြင်လား။ငါတို့ကငါတို့တမိုင်းငါတို့ကောင်းဆုံးရေးနိုင်တယ်ငါတို့လှုပ်ပေးမယ်ဆိုတဲ့ကိစ္စရဲ့တကူငါတို့နိုင်ငံရဲ့အခြေအနေအကျိုးအကျောင်းချောင်းနာငါနောက်ဆုတ်သွားတာပဲရှိမယ်ငါတို့နာမည်ငါတို့တမိုင်းငါဘယ်တော့မှမရိုင်းစေရအောင်ငါတို့တက်ကငွေမဟုတ်ဘူးဟာငါတို့တက်ကငါတို့နာမည်ကအတိကပဲ နော်ဒါကြောင့်မလို့ငါတို့ကငါတို့တာဝန်မယူနိုင်တဲ့ဘလို့လုပ်ငန်းမျိုးကမှငါတို့တာဝန်မယူဘူးနော်နေလို့သူများ ရွှေဆိုင်က ရွှေကိုယူရောင်းပြီးတော့မှ73ပေးရီအာမခံပါတယ်လို့စိန်စစ်ပါတယ်လို့နှုတ်ကနေငါတို့မပြောရဲဘူးအဲ့ဒီရွှေဆိုင်တွေကိုငါမစော်ကားဘူးနော်ဒါပေမဲ့စိုင်တိုင်းဟာ73ပဲရည်အပြည့်နဲ့ခတ်တဲ့စိန်ဆိုရွှေဆိုတာအမတန်ရှားတယ် နေနာသူများကိုဂျင်းထဲ့ပြီးရောင်းနေပြီးတော့ငါတို့ငါ့ကိုဥတီပြီးတော့ဗောနော်။ဘာလဲအိမ်မဲဖောက်ပေးလို့မယ်ဘယ်တော့ကဖောက်ပေးလို့တော့လဲမလုံနိုင်သေးဘူးငါတို့မလုံနိုင်သေးလို့ငါတို့နောက်ရွှေ့လာတာ။ငါစီမှာငါ့ကိုအားပေးတဲ့ customer အားလုံးဟာသဘောတူတယ်ကြီးဖြူတယ်ဂျင်းနဲ့တယ်။နော်။အဲ့တော့ငါတို့ငါ့ကိုကြီးဖြူတယ်သဘောတူတယ် အဲငါလုတ်တမြကို ကြည်ဖြူတဲ့ဟိုငါငါလုတ်တမြဆိုတာလေငါကအကောင်းဆုံးပဲလုတ်တာလေငါအကောင်းဆုံးပဲလုတ်တာအဲ့တော့ငါအကောင်းဆုံးလုတ်ခဲ့တဲ့ကိစ္စကြီးအတိုင်းကိုဟောလက်ခံပေးတဲ့ငါရဲ့ customer နဲ့ငါငါရဲ့ customer ရဲ့ယုံကြည်မှုကိုလည်းငါဘယ်တော့မှဖောက်ဖျက်မဲ့မျိုးတွေမှာငါတို့မပါဘူး။ဒါပါဆိုတော့ငါတို့ကငါတို့တမိုင်းငါတို့ကောင်းကောင်းရေးနိုင်တယ်။ နေနာသူများစီရစိတ်နေရွှေတွေယူရောက်ပြီးတော့เนาะကိုယ်သမိုင်းကိုလှအောင်ကိုယ်သမိုင်းကိုကောင်းအောင်ရေးဖို့ပြင်တာငါကအဲ့ဒီနေရောက်တဲ့စိတ်နေရွှေတွေကိုငါဝယ်ထားတာရှိတယ်ငါရွှေရေမစစ်နိုင်သေးလို့ရွှေရေစစ်ပြီးနေနဲ့ငါနေရတော့ပွဲပဲပွဲပဲเนาะရွှေရေစစ်ပြီးလို့73ပဲရေမပြည့်လို့ကတော့နေနဲ့ငါနေရတော့ပွဲပဲအဲ့မဲ့တက်ပြီးပိုင်နေတယ်ကိုပြောမှာရှင်းတယ်เนาะ ငါတို့ကတော့လိန်တာတွေငါတို့ကတော့ညာတာတွေเนาะလာပြီးတော့နိပစက်ကเนาะနာမည်မတက်ယုံတမင်เนาะလာပြီးပြောဖို့နေမစင်စားနဲ့ငါတို့ကငါတို့တမိုင်းငါတို့အကောင်းဆုံးရေးတယ်เนาะအဲ့တော့သူများစိန်ကနေသူများဆိုင်ကနေပြီးတော့မှကျမဘယ်ရှေးဆိုင်ကိုမှကျမပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးเนาะဒီမိန်းမကိုကျမမုန်းလို့ပြောတာဒီမိန်းမကတိတ်ပြီးတော့ကျမပုတ်ခတ်တာနှစ်ခါရှိသွားပြီအဲသုံးခါရှိသွားပြီเนาะ ဲ့တော့ကျွန်မပွဲမဖြစ်ချင်လို့ငြိမ်းနေဒီမိမကထပ်ပြီးဇောင်းထရတယ်အဲ့တော့